မင်္ဂလာပါကျွန်တော်တို့ကြောက်ဝိုင်းထဲမှာဝိုင်ပွဲတိုင်းလုံးတက်တဲ့အကွက်တစ်ခုရှိရဗျ။အချို့ကြောက်ရှင်တွေကကြောက်ကိုပွဲတိုင်းဖို့ပေးပြီးဈေးမှရင်ဝင်းညုံခုံမှာကြောက်ကဈေးရရင်ပိုင်ရှင်ကမရလိုက်မှတွေကြောင့်ဈေးကိုပူပူတသားလေးမှာတဲ့ကြရပေါ့ဗျာ။ဥပမာ၁၀သိန်းလောက်ရောင်းချင်တဲ့ကြောက်၁50ပေါ့ဗျာ။အချို့ကြောက်ရှင်တွေကလုံလုံချုံချုံကို30 40၄မှာကြရဗျ။အဲ့ဒီကြပွဲသားတွေကဘာတစ်ခွက်ပြန်ပြလဲဆိုရင်အဲ့လိုကြောက်တွေကိုအိတ်ထဲထည့်ထားတဲ့ကြရဗျ။ထုတ်မတိုက်ဘူးပဲဗျာ။ကြောက်ရှင်ကခြေနေမင်းလည်းဈေးမကိုက်သေးဘူးအာစီတိမ်းမိုင်းတွေပဲထောက်နေရပါညာပေါ့ဗျာဒါသူ30 40မှာထားကြောက်တိမ်းမိုင်းထောက်လို့မချိတ်တာတော့အပြစ်ပြောလို့မရဘူးဗျာတကယ်ဆိုကြောက်ကသူ့အိတ်ထဲအောင်မထောက်ရသေ ရဗျ။ကြာတော့ကြောက်မှန်ရှင်ဆင်းညစ်လာပြီ။ကဲကွာကြတိစယ်လောက်ဆိုလဲချိတ်ခဲတော့ကွာဆိုတော့မှအဲ့ပွဲသားကိုတော့ထုတ်တိုက်တာပေါ့ဗျာ။ပိုတော့လဲစားပေါ့ဗျာ။ဘသူမှန်းနေဘသူမှားရတော့ကျွန်တော်တို့ကမွေးပန်းပါဘူး။ကျွန်တော်တို့ကြောင်ဝဲစဆင်ကြတဲ့လူကြီးတွေကတင်ပေးရဗျ။မင်းတယောက်တည်းပါဇက်ပါတာမဟုတ်ပွဲသားတွေမှလည်းပါဇက်ပါတယ်ပေါ့ဗျာ။ကြောက်ရှင်ကောင်းတာကိုညစ်တဲ့ပွဲသားတွေလည်းရှိရဲ။ပွဲသားကောင်းတာကိုညစ်တဲ့ကြောက်ရှင်တွေလည်းရှိရဲ။အာကြောင်ဝဲနဲ့ဆိုတော့လူမျိုးမျိုးပေါ့ဗျာ။ ကြောက်လောကယန္တာလောကတကယ်ပွဲသားနဲ့ကုံတယ်ဆိုတော့ကိုင်းကျုံးပြီကျွန်းကိုင်းပြီပါပဲဗျာကုံတဲ့တဲ့ရင်ပွဲသားဆိုင်ကြီးရတယ်လို့ပွဲသားတဲ့ရင်လည်းကုံတဲ့သေးတာပါပဲမြတ်မြတ်တတ်တလုံးကြိုင်တော့ရေချီအကျိုးရှိကြတာပေါ့ဗျာလူလေတွေများရဲ့ကြောက်လောကမှာတပည့်ချောင်ပြတဲ့လူညစ်လို့ချင်တော့တစ်ခါတစ်ခါပဲရတယ်ဗျာတချို့လူတွေကြောက်လောကထဲမှာအကြာကြီးရေချီရဲမတည်နိုင်ဘူးဆိုတော့လေဒီလိုချက်တွေကြောင့်လည်းပါတယ်ဗျာရောင်းဝယ်သဘောတရားတွေပေါ့ဗျာကျေးဇူးပါဗျာ